တို့ကျွန်တော်ဂျပန်နိုင်ငံမှာဆိုင်ငယ်လိုက်စဉ်ဘယ်ကြီးလိုက်စဉ်ဘလို့ယူမလဲဆိုတာနဲ့ပတ်သက်ပြီးတော့ပြောပြချင်ပါတယ်။အဲကျွန်တော်တို့ဂျပန်နိုင်ငံမှာဆိုင်ငယ်လိုက်စဉ်ယူမယ်ဆိုရင်အရင်ဆုံးစဉ်းစားရမှာကကိုကဘလို့ဆိုင်ငယ်အမျိုးအစားမျိုးစီးကျင်တာလဲ။ဒါပါတော့ကျွန်တော် 400cc စီးကျင်တာလား။ 125cc စီးကျင်တာလား။ဒါမှမဟုတ် 1000cc စီးကျင်တာလား။ဆိုတော့အဲ့ဒီပေါ်မူတည်ပြီးတော့ကျွန်တော်ယူရမယ့်ဆိုင်ငယ်လိုက်စဉ်တွေကနည်းနည်းလေးကွာတယ်ပေါ့နော်။ ဆိုတော့ကျွန်တော်ဒီဗီဒီယိုမှာတော့အဲဆိုင်ရယ်လိုင်စင်တွေရဲ့အကုန်ကြစိတ်ကြကြိန်တွေကိုအဲအကြံမြင်လေးပေါ့နော်ကျွန်တော်ကြံပြင်းလေးရှင်းပြပေးသွားမယ်ပြီးရင်ဘယ်ဆိုင်ရယ်လိုင်စင်ယူတန့်လဲပေါ့နော်ကျွန်တော်အမြင်ကျွန်တော်ဆိုရင်ဘယ်ဆိုင်ရယ်လိုင်စင်ယူမလဲဆိုတာလည်းပတ်သက်ပြီးတော့လည်းနည်းနည်းလေးပြပြချင်ပါတယ်အဲကျွန်တော်ဆိုင်ရယ်လိုင်စင်တွေကိုမျိုးစောက်ခွဲမယ်ဆိုရင်အကြံမြင်အဖြစ်၄မျိုးလောက်ခွဲလို့ရတယ်ပေါ့နော်ဒါကျွန်တော်ကျွန်တော်ခွဲတာပေါ့နော်ဘူးမတော့မခွဲဘူးထားပါတော့အဲပထမတစ်ခုကတော့ဒီ Gensky Minkyo လို့ခေါ်တဲ့50 cc ဆိုင်ငယ်လိုက်စမှာ ဲ့တော့ Genzuki Micro ကကျတော့ကျွန်တော် engine power 50cc ရှိတဲ့စိုက်ငယ်တွေကိုမောင်းလို့ရတာပဲဖြစ်ပါတယ်။အဲ့တော့မြင်တောင်ပြောက်မယ်ဆိုရင်ဒါကျွန်တော်လမ်းမပေါ်မှာတွေ့ရတဲ့ဒီကျွန်တော်တို့ဒီ delivery လုပ်တဲ့စိုက်ငယ်တွေပေါ့နော်။ဒီမှာကျွန်တော်တင်းစာတွေပို့တာတို့အစားတောက်တွေပို့တာတို့ပေါ့နော်။ဆိုတော့များသောအားဖြင့်အဲ့ဒီကောင်တွေကဒါ 50cc စိုက်ငယ်တွေများတယ်ပေါ့နော်။ Okay သူရဲ့ကုန်ကြစိတ်သူရဲ့ကုန်ကြစိတ်ကတော့ကျွန်တော်တို့6200ဝင်ချင်မယ်ရှိပါတယ်။အဲ့တော့သူကတော့ဈေးအချို့ဆုံးပေါ့နော်။ စိတ်တော်လေးကိုချူတာပါ၉00နေရာရှိပါတယ်အဲတိတ်သိတိကျတယ်ဆိုတော့ကျွန်တော်ပြင်မှာလာပြီးတော့ဆုံးသက်ပါဗျာဘာလို့ဆိုတော့ကျွန်တော်တင်တန်းနေပါတယ်ဒီ50နေပတ်သက်ပြီးဖွင့်တာရှိရပါတော့โอเคဒါတော့ဒါကျွန်တော်ခဏဝင်တာအဲတော့နောက်တစ်ခုကကျတော့ကျွန်တော်တို့ဒီ125 cc ပေါ့နော်125အဲခိုကတနီလင်းမင်ခေါလို့ခေါ်ပါတယ်အဲ့ဒီကောင်ကကြတော့ကျွန်တော်တို့ဂျီရိုရှာကခေါ်လို့ခေါ်တဲ့ရင်မောင်းတန်တန်ချောင်းကိုတွားဖို့လိုအပ်တယ်ပေါ့နော်အဲ့တော့ကိုကဒီမြန်မာ license ရှိရင်တော့ဒီခီတီကာရဲလို့ခေါ်တဲ့ ဟိုရမောင်းလိုက်နေချင်းလို့ရဆိုရင်မယ်ဆိုတော့အားနဲ့ပတ်သက်ပြီးတော့ကျွန်တော်မပြောတော့ဘူးဆိုတော့အားနဲ့ပတ်သက်ပြီးဗီဒီယိုလည်းရှိမှကျွန်တော်အများကြီးလုပ်ခဲ့ဘူးလေပေါ့နော်โอเคဆိုတော့ key ခါကိုကျွန်တော်ခဏထားလိုက်အခုဒီမှာဘာလိုက်ဈေးမှမရှိတဲ့နေသားမျိုးအဲ့အဲ့နေသားနဲ့မျိုးနဲ့ကျွန်တော်စကားပြောမယ်ပေါ့နော်โอเคအဲ့တော့ကျွန်တော်ဒီ195 cc ဆိုင်ကလည်းယူမယ်ဆိုရင်ကျွန်တော်ဂျီလိုရှာကားကိုလို့ပေါ့လေရမောင်းတင်တာကြောင့်သွားဖို့လိုအပ်မယ်ဆိုတော့အဲ့လိုသွားမယ်ဆိုရင်ကုန်ကျစရိတ်က7000 7000လောက်ရှိပါတယ်ဆိုတော့ 50cc ဆိုင်ငယ် license နဲ့10စား17စား17စားလောက် ခုံတက်တော့ပါဗောနော်โอเคလာအဲ့လိုတော့ရှိမယ်အဲ့တော့ကွန်ကြစိတ်က7000 7000တောင်းဝင်ချင်ရှိမယ်ပြီးရင်ကြာကျင်ကတော့တစ်လားနှစ်လားဝင်ချင်တော့ကြာမြင်မယ်ဗောနော်ဒါကလည်းကိုယူတဲ့ plan တွေပေါ်မူတည်တယ်ဘာလို့လဲဆိုတော့ကျွန်တော်ဂျီရိုရှာကောက်ကောက်မှာ plan တွေအများကြီးယူရမယ်ဒီ125 cc မှာဆိုရင်တော့မှာကျွန်တော်တို့ညစနှစ်ခုရှိတယ်ဗောနော်ကျွန်တော် auto ယူမှာလားဒါမှမဟုတ် manual ယူမှာလားဗောနော်အဲ auto ဆိုတာဒါမတိရလို့တရှင်းပြနော် auto ဆိုတာကကျွန်တော်တို့ဒီ liver နဲ့ brake တို့အဲပြန်ကျွန်တော် gear ပိုင် gear ထိုးရအဲ့လောက်ပဲပေါ့နော်ရှင်းရှင်းပြကျွန်တော် clutch မပါပါဘူး manual ဆိုတာကျွန်တော် clutch ပါတယ်ပေါ့နော်ဆိုတော့အားလီกว่าတယ်ပေါ့နော် okay အဲ့တော့အားကြီးမလားပါဘူးဒီပြောဈေးရလဲกว่าမယ်ပြီးရင်ဒီလိုချက်ကောက်ကူသွားချိန်မှာကိုက sugar ခုလို့ခေါ်တဲ့ចောင်းတွားចောင်းမြန်လုံးမှာလာနောက်တစ်ခုကကျွန်တော် gashi ခုလို့ခေါ်တဲ့ចောင်းចောင်းသားလုံးမှာလာပါဘူးဒီပြောလဲခုံကြစိတ်ကกว่าအောင်မယ်ပေါ့နော်ဆိုတော့အဲ့နဲ့ပတ်သက်ပြီးလဲအသေးစိတ်ကကျွန်တော် view ရများကြီးလောက်ခဲ့ဘူးရဲ့ဆိုတော့ အဲ့မှာလည်းချက်တွားရှာကြည့်ပေါ့နော်နောက်တစ်ခုကကျတော့ကျွန်တော်တို့ဗာလဲဆိုတော့နောက်တစ်ခုက 400cc ပေါ့နော်အဖူဆူမင်းကီယိုချူဂါတာနီလီမီကီယိုလို့ခေါ်လို့ရတယ်ကြားလို့ခေါ်လို့ရတယ်ဆိုတော့အဲ့ဒီကောင်ကတော့သူလည်းဂျီလိုချာကောက်ကိုသွားဘူးလို့ပြောမှာပေါ့နော်ဂျင်းနေပါဘူးဆိုတော့သူကတော့ကုန်ကြစိတ်က18000တောင်း20ဆိုတော့အဲ့လောက်ငွေကျန်အောင်ရှိသွားမယ်ဂျာဂျီယန်လည်းပဲ2လ3လောက်ကြာမြင့်နိုင်မယ်ဒါလည်းကျွန်တော်ရှိမှပြောခဲ့ဘူးလို့ပဲဒါကိုရွေးတဲ့ပလန်ပေါ်မူတည်ပြီးတော့ကုန်ကြစိတ်နဲ့ဂျာဂျီယန်ကွာနိုင်တယ်ပေါ့နော်အဲ့တော့2ဆိုတော့ဒါကျွန်တော်400 CC တိမောင်းလို့ရတယ်ပြောချင်တာ400 CC အောက်က ဆိုင်ငယ်တွေဘယ်ဆိုင်ငယ်မှာဆိုကျွန်တော်တက်ပြီးတော့ကျုံးလို့ရတယ်โอเคအဲ့တော့ဂျပန်မှာကျွန်တော်လူတော်များယူရာများတာတော့ဒီ layer စစ်စီပေါ့နော်ဒီ layer စစ်စီကတော်တော်များများအယူများပါတယ်ယူရလူများတယ်ပေါ့နော်ဒီ layer စီနောက်တစ်ခုကကျတော့ကျွန်တော်တို့အဲ layer စစ်စီအထက်ပေါ့နော်ဘယ်ဆိုင်ငယ်မှာဆိုတက်ကျုံးလို့ရတယ်တက်စီလို့ရတယ် license ပေါ့နော်ဆိုတော့အဲ့ဒီကောင်ကကျွန်တော်အိုကာတာနေလင်းမင်းခေါ်လို့ခေါ်ပါတယ်သူကတော့ဘင်ကြီး license ပေါ့နော်ဘင်ကြီး license တော့ဒီအတိုင်းပဲဘယ်ဆိုင်ငယ်မှာဆိုကျွန်တော်စီးလို့ရတယ် သုံးမိချင်းသုံးမိရဆိုမောင်းလို့ရပါဘာတော့ပြောရနော်โอเคအာဆိုတော့ तू ကတော့ကုန်ကြစိတ်ကတော့အများဆုံးပဲဗောနော် तू ကကုန်ကြစိတ်28000 28000တောင်းတုံးစဲဒါလောက်ဝင်ကြအောင်ရှိမယ်ပြင်ကြာကြံလည်းပဲ2လ3လဗောနော်အဲ့လောက်ဝင်ကြအောင်ချာမြင့်နိုင်ပါတယ်ဆိုတော့ကားလိုင်းစင်နဲ့အဲသူမတာကိုအာတုပါဗောနော်အဲ့လောက်ဝင်ကြအောင်ကျွန်တော်ကုန်ကြစိတ်ကြာကြံကရှိမယ်โอเคဆိုတော့အခုကျွန်တော်ပြောသွားတဲ့ဒါဆိုင်ငယ်လိုင်းစင်တွေထဲမှာကိုကဘာယူနေတာလဲဆိုတော့ဘယ်ဆိုင်ငယ်လိုင်းစင်ယူနေလဲဆိုတော့အခုတော့ကိုဆုံးဖြတ်ရမှာဖြစ်ပါတယ် ရှိမှကျွန်တော်ပြောခဲ့လို့ပဲကိုကဆိုင်ငယ်စီးကျင်နေဟုတ်ပြီဘယ်ဆိုင်ငယ်စီးကျင်တာလဲအဲ့ဒါမှမဟုတ်တီးပြီးတော့ဒါယူရမယ့် line စင်ကကိုကတော့ကိုရွေးချယ်မယ်ပေါ့နော်အာအဲ့တော့ဟိုကိုကဘယ်ဆိုင်ငယ်စီးကျင်မှလည်းမတူဆိုင်ငယ် line စင်တော့ယူကျင်နေဆိုတဲ့လူတွေကတော့ကျွန်တော်အမြင်အပြောရမယ်ဆိုရင်တော့လီယက်စစ်စီလောက်ယူတက်နေလို့ထင်တယ်ပေါ့နော်ဒီချူကတာနီလင်းမင်းခေါ့ဆိုတော့အဲ့ကောင်လောက်ကိုယူတက်နေလို့ထင်ပါတယ်ဆိုတော့အဲ့ဒီကောင်လောက်ဆိုရင်တော်တော်လေးမစိုးပေါ့နော်လီယက်စစ်စီချီစီးလို့ရပါတယ်ဆိုတော့လူကြိုက်လည်းများတယ်လူတော်တော်များများလည်းယူများတယ်ပြီးရင်ကုန်ကြစိတ်လည်းနည်း နောက်တစ်ခုကကျတော့ဒီဩကာသနီလင်မင်ခေဝါကျတော့ကျွန်တော်တွေးရမြတွေးရမြလူတိုင်းယူလို့မရပါဘောနော်တွေးရမြလူတိုင်းကောက်ယူလို့မရဘူးဆိုတော့အာဘယ်လိုမျိုးလဲဆိုတော့ကျွန်တော်ပြောချင်တာဒီဩကာသနီလင်မင်ခေဝါယူဖို့ဆိုရင်ကျွန်တော်ဂျီရိုရှာကောက်ကိုသွားဖို့လိုအပ်တယ်ဆိုတော့အဲ့လိုသွားတဲ့ချိန်မှာဂျီရိုရှာကောက်ကိုတော်တော်များများကပေါ့နော်အကုန်လုံးမပြောဘူးနော်တော်တော်များများကကိုယ့်စီမှာဒီ125 cc 400 cc ဒါမှမဟုတ်ရင်ကားလိုင်စင်မရှိဘူးဆိုရင်ဒီဩကာသနီလင်မင်ခေဝါလို့ခေါ်တဲ့လိုင်စင်ယူဖို့အတွက်ဂျီရိုရှာကောက်ကို တက်လို့မြင်ရတာများတယ်ပေါ့နော်ဒါကျွန်တော်တွားခဲ့တဲ့ကြောင်းဆိုလဲအတူတူပဲကျွန်တော်စီမှာဒါကားလိုင်းစင်400 cc လိုင်းပဲမရှိဘူးဆိုရင်ဒီအိုကားသားညီလေးမိခေတို့တူဝင်ပြီးတော့တက်ခွင့်မပေးဘူးပေါ့နော်ဒါဂျီရိုရက်ကခိုးတိုင်းအောင်မဆုလုံးနော်တော်တော်များများအဲ့လိုတတ်မှတ်ထားတာများတယ်โอเคဆိုတော့ပြကြနာကကိုစီမှာဗားလိုင်းစင်မှမရှိဘူးဆိုရင်400 cc လောက်ထိပဲယူတင်တယ်ကျွန်တော်တို့အိုကားသားညီလေးမိခေတို့ထိတော့အဆူဆူမဲမလုပ်ချင်ဘူးထားပါတော့ကိုစီမှာကားလိုင်းစင်တော့ဘားရောညာရောရှိရဆိုတော့ ဒါဥက္ကဋ္ဌနီလေးမိခေော်တန်းယူခြင်းလည်းယူပေါ့နော်ပြောချင်တာကဘာမှမဟုတ်ဘယ်နဲ့ကိုယ့်ငွေဘာတိုင်းလင်းမှမရှိဘဲနဲ့တခါတည်းဥက္ကဋ္ဌနီလေးမိခေော်ဘယ်ညှိလိုက်ခြင်းတန်းယူရမျိုးတော့တိတ်တော့မမိုက်ဘူးပေါ့နော်ဒါပေမဲ့ထားပါတော့ကိုယ်ကစကြရယမအာစစ်တို့အဝမ်းတို့ဇိတ်တန်းတို့ဇိတ်စစ်အားတို့ BMW Astron R တို့ထားပါတော့အဲ့ဒီကောင်တွေကိုကြိတ်ချင်တယ်တက်ပြီးတော့ဖြုတ်ချင်တယ်ဆိုတော့မတတ်နိုင်ဘူးပေါ့နော်စကြရဒါဥက္ကဋ္ဌနီလေးမိခေော်ယူရလွဲပြီးမရှိဘူးပေါ့နော် Okay. ဲ့တော့ဒါဘာလိုက်စင်းယူမလဲဘယ်လိုက်စင်းယူမလဲဆိုတာကတော့ဒါကိုယ်တိုင်ဆုံးဖြတ်မှာပဲဖြစ်ပါတယ်ကျွန်တော်ကတော့ဘယ်လိုယူလဲဆိုတော့ကျွန်တော်ကတော့အရင်ဆုံးပထမဆုံးဂင်းစကီမင်ခေါ 50cc ဆိုင်ကလိုက်စင်းယူတယ်အဲ့ဒါယူပြီးမှကျွန်တော်ဂျူရိုရှာကကိုသွားပြီးတော့ကျွန်တော် ကားလိုက်စင်းယူတယ်ပေါ့နော်ဖူဆူမင်ခေါကားလိုက်စင်းယူတယ်ကားလိုက်စင်းယူပြီးမှအိုကတာနီလင်မင်ခေါလို့ခေါ်တယ်ဘဲကြီးလိုက်စင်းယူပါတယ်ဆိုတော့ကျွန်တော်တဆင်ကျင်းသွားတယ်ဖြစ်နေတော့ကျွန်တော်လိုမျိုးလှုပ်စေခြင်းတယ်ပေါ့နော်အဲ့ဒါဆိုကိုယ်တွေ့လဲတအားကြီးကုန်ကြစိတ်လည်းမနေကုန်ကြစိတ်လည်းမများဘူး ြင်မလား strike လည်းမဖြစ်ဘူးဗျာကြင်မလားကိုတက်နိုင်တဲ့ပမာဏလေးနဲ့ဖြည်းဖြည်းချင်းဘိုက်ဆန်စုပြီးတော့ယူတာကတော့မိုက်တယ်ပေါ့နော်ဒါဆိုကျွန်တော်ဒီနေ့ဗီဒီယိုတွေကတော့ဒါပါပဲအားလုံးကိုထူးပဲကျေးဇူးတင်ပါတယ်ဤကြော့